ယခုခေတ်အခါသမယဟာမျက်နှာဥစ္စာယတနာကိုကြကြမမတ်စုပ်ကံရမယ့်အချိန်အခါဖြစ်တဲ့အတွက်ကြောင့်အထူးလိုအပ်လာတဲ့တရဏဂုံအသွားပြန်ရုပ်စုနည်းနဲ့တရဏဂုံရဲ့ဂုံတတ္တိတွေကိုပထမအဦးဆုံးပေါ်ညွှန်းလိုပါတယ်။ဒီနည်းဟာပြောလိုက်ရင်လွယ်ကူပေမဲ့လည်းလူတိုင်းနိဗ္ဗာန်မသိရှိကြသေးပါဘူး။ဒီနည်းကဆရာရဲ့တိကျတူရဲ့ဏီကောင်းတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်မှာအလုအဆင်မပြေတဲ့သူတွေ၊လက်ပိတ်နေတဲ့သူတွေ၊မိသားစုအဆင်မပြေတဲ့သူတွေအတွက်အထူးလိုအပ်တဲ့ဏီကောင်းတစ်ခုလည်းဖြစ်ပါတယ်။ အသွား6ခေါက်အပြန်6ခေါက်ရွတ်ပွားမယ်ဆိုရင်78ခေါက်78ခါဖြစ်ပါတယ်ဒီတော့တနင်္ဂနွေဦးစီးပါတယ်တနင်္ဂနွေဦးစီးတဲ့အတွက်ကြောင့်အောင်ဓာတ်ပါပြီးအောင်နဝင်းဖြစ်ပါတယ်အဲ့ဒီအောင်နဝင်းကို108ခေါက်ရအောင်ရွတ်ပွားပေးနိုင်ရင်တနေ့တာအတွက်အထူးကောင်းမွန်ပါတယ်စိတ်သွားတိုင်းကိုပါလိုရာပြင်းမြောက်စေပါလိမ့်မယ်ဒီတရဏကုံအသွားပြန်ရွတ်ခြင်းဟာဘလို့အတွက်ကြောင့်ဓာတတိထူရရှိတယ်လဲဆိုတာကိုပြောပြပါမယ်။ယခုမိမိရဲ့ဘဝမှာမေမေရရကုသမျိုးမရှိခဲ့ရင်တော့ တန်လျာကပြုခဲ့ဘူးတဲ့ကုသိုလ်တတိတွေဟာယခုပြစ်စုံပံဘဝမှာ လာရောက်အကျိုးပြုပါတယ်အစအစရရာအစဉ်ပြေစေပါတယ်ရှေးဆရာတော်ဘုရားကြီးတွေမှာလည်းဝိပဿနာအားထုတ်တော်မူတဲ့အခါမိမိရဲ့တဏ္ဍမှာဝိဇာဉာဏ်တွေကိမ့်မှုတွေဥဒိအကိုအာဒီပုဆိုပြီးတော့ဆင်ခြင်ရုပ်ွားကြပါသေးတယ်အဲ့ဒီမှာအတိတ်ဘဝကဝိပဿနာအားထုတ်ခဲ့ဘူးတဲ့ကုသိုလ်ဇောတွေဟာယခုပြစ်စုံပံဘဝမှာပဲဝိပဿနာမျိုးစေ့ဝိဇာဉာဏ်အလင်းကိုရရှိတော်မူကြပါတယ် နောက်တနည်းဆိုရင်တောင်နှန်းသာသနာပြုဥဩဒမသာရဆရာတော်ဘုရားကြီးဆိုရင်ဂုံတော်၉ပါးကိုကွန်ချာရက်တလိုမျိုးစီစဉ်တော်မူကြပါသေးတယ်။ဒီနည်းကလည်းအယံတားကောင်းသလိုစီးပွားလည်းဖြစ်စေပါတယ်။အသွာကိုခေါဗုဒ္ဓံတရဏံဂိစ္ဆာမိဓမ္မံတရဏံဂိစ္ဆာမိတန်ဃံတရဏံဂိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂိစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂိစ္ဆာမိဒုတိယံပိတန်ဃံတရဏံဂိစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိတန်ခံတရဏံဂိသာမိအပြန်ကိုခောက်တတိယံပိတန်ခံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိတန်ခံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိတန်ခံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိဗုဒ္ဓံတရဏံဂိသာမိဒီလိုအသွားပြန်ရုပ်ပွားပေးမယ်ဆိုရင်အကျိုးထူးရရှိပါလိမ့်မယ် ဒီနေရာမှာဇောရကတက်ဖွဲ့ရာရှိပါတယ်။ငါတော့ယွတ်လာတာနှစ်ကြီးကြာနေပြီဘာမှမတူကြဘူးဘာမှဖြစ်မလာဘူးနဲ့တချို့သောပုံကူတွေဟာတရဏဂုံမှာယုံမာမှုဝီစီကိစ္စပြကြပါတယ်။အဲ့ဒီတော့ယွတ်ပွားမှုတိုင်းမှာအကျိုးကြီးမားဖို့အတွက်ဂမ်ဘီယာလက်ဆောင်၅ခုတည်းကအကြောင်းအရာတွေကိုတင်ပေးလိုက်ပါတယ်။အဲ့ဒါတွေကတော့အင်းမနခဓာတ်မမီးနေဈေးမရာသီဝေဒီမသမထမန္တမစိတ်ဂါရမန္တမစိတ်လို့ပြောခဲ့တဲ့အတွက်ကြောင့် တရဏဂုံယုစုချိန်မှာမိမိရဲ့စိတ်ဟာယရနာသုံးပါအပေါ်မှာနိနိကကယုံကြည်မှုရှိသလိုဂုံတော်တွေကိုစင်ကျင်ဖို့လည်းအထူးလိုအပ်လာပါတယ်။ရေဘူးရအနေနဲ့ယုစုပွားများမှုတိုင်းမှာစိတ်မငြိမ်မသက်မှုကတော့ရှိစမြဲဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပြေးလွားသွားတတ်တဲ့စိတ်ကိုအရင်ဆုံးငြိမ်အောင်လုပ်ပေးပါ။ဝင်လေထွက်လေအားထုတ်လို့ဖြစ်စေမေတ္တာကမ္မထံစီပြန်းလို့ဖြစ်စေစိတ်ကိုငြိမ်အောင်လုပ်ပါ။ဒီလိုငြိမ်လာတဲ့စိတ်နဲ့သာယုပွားစင်ကျင်မယ်ဆိုရင် အကျိုးထူးဟာပြောပြလို့ကုန်နိုင်ပေါ်ရာမရှိပါဘူး။ အသွာအပြန်ဤတိုင်းတဏိတာမှာတရားရှိခောက်ဆိုရင်အောင်နဝင်းကြီးမဟာနဝင်းကြီးဖြစ်တော့တာပါပဲဒီနည်းဟာလူจิตနတ်จิตဝိဇာဖြစ်ပါတယ်ရုပ်ပွားပြီးတိုင်းမှာလဲအနန္တစัจ java လာကပုဂ္ဂိုလ်တတ္တဝါတွေကိုအမြဝေပေးပါအရိယသူတော်ကောင်းကြီးတွေဆိုရင်30ပုံကိုအမြပေးပါတယ်အဲ့ဒီပေးဝေတဲ့အမြကုသိုလ်ကိုမိမိအနေနဲ့နေ့စဉ်တာဓုခေါ်ပါတာဓုခေါ်ပါများလာရင်ကောင်းကင်လေဟာနယ်ကတော့လကောင်းမြေပြင်ကတော့လကောင်း တော်လဲတန်တွေကျေးစီတန်တွေအဲ့ဒီရုပ်ပွားသူပုံကိုကိုအတန်ပြုတ်ပေးပါလိုက်မယ်စီပွားရေးလုပ်ငန်းပိုင်းအစဉ်ပြေကြသလိုအန်လေးအသွဲသွဲကင်းဝေးမယ်အစုံဘဝနောင်ကာလမှာနိဗ္ဗာန် ထိတော်အကျိုးတူပေးစေပါတယ်ဒီနေရာမှာသတိပြုစရာကတော့အခုရေတွင်တူအခုရေကြီးတောက်လို့မရနိုင်ပါဘူးအထုံတစ်ခုဖြစ်ဖို့မိမိဘက်ကအချိန်ပေးပြီးတော့ရုပ်ပွားပေးရပါလိမ့်မယ်အောင်ပွားဆိုတာဘယ်ကလာတယ် ။သွားဟဆိုတာပါလဲ။မြန်မာလူမျိုးတွေစုံနေကြပြောဆိုနောက်ပြောင်နေကြတဲ့အထက်မှာအုံဖဆိုတာလေးပါပါတယ်။နောက်တချို့မန္တန်တွေရဲ့နောက်မှာလည်းသွားဟဆိုပြီးပါနေပါတယ်။ဒါဟာအတန်ထွက်အမှန်လား။ဘာအဓိပ္ပာယ်လဲဆိုတာကိုသိရဖို့ဘုဟုတ္တအနေနဲ့တင်ပြပေးလိုက်ပါတယ်။အုံဆိုတာကအတန်စွမ်းအင်တစ်ခုပါပဲ။ဗျမနဘာသာအနေနဲ့ကတော့ဖျားရှင်၃ပါးကိုရည်စူးပူဇော်တာဖြစ်ပါတယ်။တခြားဘာသာဝင်တွေအနေနဲ့ကတော့ အုံကိုအတန်စွမ်းရင် အဖြစ်နဲ့သာယူပါတယ်အလို့အတိတ်ပဲယူကြတာကတော့အောင်မြင်ပါစေဆိုတဲ့အယူအဆနဲ့မန္တန်လေးရဲ့အရှိမထားသုံးကြပါတယ်အမိတ်ပေအာနာသန်တစ်ခုအနေနဲ့လည်းယူဆပြီးယူကြတာပါမိမိယူဖတ်မမှောက်တဲ့မန္တန်တတိကြောင့်ဆာယာကိစ္စပြီးမြောက်ပါစေဆိုတဲ့စုတောင်းအမိတ်ပေတဲ့သဘောတက်ရောက်ပါတယ်ဒါကြောင့်အဆုံးမှာစွာဟာဖတ်စတဲ့အပိတ်စကားလုံးတွေနဲ့အဆုံးတက်ကြပါတယ် အုံဟာအလိုဆန္ဒကိစ္စအားလျော်စွာစိုက်ထုတ်ထဲ့သွင်းအပ်တဲ့မမ်းမုတ်တဲ့သူရဲ့လုံလပယောကအင်အားပြစကားသာဖြစ်ပါတယ်။ယမနဘာသာဝင်တွေကလွဲပြီးတခြားသူတွေရွတ်ဆိုတဲ့နေရာမှာဖန်ဆင်းရှင်ကိုပူဇော်တယ်ဆိုတဲ့အယူဆရောအာယုံပြုမှုရောမပါတဲ့အတွက်တရဏဂုံကိုထိခိုက်တယ်ဆိုတာမဖြစ်နိုင်ပါဘူး။စိတ်ကအဓိကမှုဖန်ဆင်းရှင်ကိုယုံကြည်ကိုးကွယ်မှုမရှိဘဲရွတ်တဲ့အုံဟာနမိတ်နဲ့ဓာတ်ကိုခံယူယုံတာဖြစ်လို့ဒီအုံဆိုတာဟာမိမိရင်ထဲကယန္တနာ၃ပါးပေါ့ကြီးညိုမှုကို ပြည့်ရွယ်မသွားစေနိုင်ပါဘူး။မဟာကန္နာယုံကြောင်းတိုက်ဆရာတော်ဘုရားကြီးအရှင်ဇန္နကဘီးဝံသားကတော့အုံရအတိတ်ပဲကိုအုံအန္တရာယ်ကင်းရံစွဲရှင်း၍ကောင်းချင်းဆင့်ကမရှင်သာအောင်မင်္ဂလာကြီးဖြစ်ပါစေတည်းလို့ပွင့်ဆိုထားပါတယ်။စွာဟာကိုသုံးတာကတော့ယခုရွတ်ဆိုတာကောင်းစွာပြီးမြောက်ပြီးဆိုတဲ့သဘောအနေနဲ့အပိတ်ရွတ်တာပါ။ဒါကိုဗမာလူမျိုးတွေကနှိကြလာတော့စွာဟာကနေတွာဟာတွာဟာကနေတွာဟာတွာဟာကနေ သွားဟဆိုပြီးဖြစ်သွားတာပါတရုတ်ကလည်းစွာဟာကိုစော်ဖော်ဟာလို့ထွက်ကြပါတယ်တိဘက်ကတော့စူဟာလို့ထွက်ပါတယ်ဂျပန်ကစူကာဟာလို့ထွက်လာပါတယ်အမှန်ကိုသိရင်သွားဟာလို့မဆိုသင့်ပါဘူးမန္တန်ဟာအတန်စွမ်းအင်နဲ့စိတ်အာယုံပြုမှုပေါ်မူတည်ပြီးစွမ်းနာမှုသွားဟာလို့ရွတ်မယ်ဆိုရင်စိတ်ထဲမှာနင်းထုတ်တယ်လို့သဘောတကူပါလာပါတယ်ဒါဆိုငကိုရှိတဲ့စွမ်းအင်ကိုနင်းထုတ်တယ်လို့ပြစ်လို့အစွမ်းအာနိသင်ရော့ပါတတ်ပါတယ်မန္တန်နေထင်တယ်လို့မစွမ်းတော့တာဟာ ဒီလိုတိမ်ပါလာတာကြောင့်လည်းပါပါတယ်။ဖတ်နဲ့စုံတဲ့မန္နာနီမှာတော့ဖတ်ဆိုတာဖြူခွေးချင်းသဘောဆောင်ပါတယ်။ဒါကြောင့်မကောင်းတဲ့အရာတစ်ခုကိုဖယ်ရှားတဲ့နေရာမှာသုံးပါတယ်။ဒါကလည်းဗမာတွေကနှစ်တီကြာလာတဲ့အခါမှာဖတ်ကိုဖတ်ဖတ်ကနေဖွဲ့ဖွဲ့ကနေဖွားဆိုပြီးရွဆူလာကြပါတယ်။အဲ့ဒီကနေစပြီးအခုလူတွေပြောပြောနေတဲ့အုံဖွားဆိုတဲ့ဝါဟာဖြစ်လာပါတော့တယ်။မကောင်းတဲ့အရာကိုဖြူဖြတ်တဲ့သဘောဖြစ်လို့မတော်တဆထိတ်လန့်တာတို့ခလုတ်တိုက်တာတို့ ကလေးတွေကြော်လဲတာတို့ခေါင်းဆောင်မိတာတို့ဆိုအုံဖွားဆိုပြီးရွတ်ဆိုပေးကြခြင်းဖြစ်ပါတယ်အကောင်းဆုံးကတော့အုံဖက်လို့ရွတ်တာပါပဲသွာဟာသို့မဟုတ်သွာဟရဲ့အတိတ်ပဲကတော့ကောင်းကျိုးချမ်းသာနဲ့ပြီးပြည့်စုံပါစေတည်းပဲဖြစ်ပါတယ်နောက်တစ်ခုကတော့မန္တန်ပါမန္တန်ကိုလောကီအကျိုးအတွက်ရွတ်ဖက်ခြင်းဟာမန္တန်ရွတ်လို့တန်တရားကလွတ်မြောက်စေတယ်လို့ယူဆရွတ်ဖက်ခြင်းမဟုတ်တဲ့အတွက်ဓမ္မနဲ့စမ်းကျင်မှုမဖြစ်ပါဘူးခန္ဓာ၃ပါးလဲဒိဗ္ဗမန္တာကဒံဝိယဆိုပြီး နတ်မန္တန်လို့သုံးသုံးထားပါတယ်။မောရာတုံးမှာလည်းဗျမမန္တန်တိမြတ်သောမန္တန်လို့သုံးထားပါတယ်။ဘောဇင်ကတုံးမှာလည်းဩသတင်စအိမန်မန္တန်ဆိုပြီးဘောဇင်တရားသည်မန္တန်သပွဲဖြစ်သည်လို့ခိုင်နိုင်ဟောပြခဲ့ပါတယ်။ဒါကြောင့်ဘုရားရှင်တားမြစ်တဲ့မန္တန်ဆိုတာကနှစ်ချက်ရှိပါတယ်။မန္တန်ရွတ်လို့ကိလေသာကုန်ပြီးတန်တရားကလွတ်မယ်လို့အယူဆမှာဖြစ်မှာဆိုတာကတကြောင်။ယဟန်ဒီမန္တန်မမဟုတ်ပြီးစေကုချင်းပယောဂကုချင်း လက်ယူခြင်းလို့ပြုပြီးဂန္ထဒူရဝိပဒနာဒူရတို့နဲ့စန့်ကျင်လာနိုင်မှာဆိုလို့ကတကြောင်းမတ်ဖို့ကနေဖီလာစန့်ကျင် ဖြစ်လာစေနိုင်ပြီးယဟန်ပြုလာရတဲ့ရည်ရွယ်ချက်တွေလွယ်မကုန်မှာဆိုလို့ကတကြောင်းစတာတွေကြောင့်ပါစိတ်အာပတ်တင်းစီလို့တားမြစ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပညာချက်အရာကင်းလို့ခွင့်ရှိတဲ့အနာပတ္တိဝါဒကိုဘုရားရှင်ထုတ်ပြတဲ့နေရာမှာ အနာပတ္တိဂௌတ္တထာယပရိတံပရိယပုဏာတိ အနာပတိဂௌတ္တထာယဝါစီတိလို့ပါစိတ်ပါဠိတော်မှာပြပါတယ်အနတ်အိဘယ်ကတော့ဘေးအန္တရာယ်ကြာရောက်ခြင်းမှကာကွယ်ဆောက်ရှောက်ရန်ဘဝလုံးကျုံရေးအတွက်အယံအတားရွတ်ဖတ်နိုင်ပူချနိုင်သည်အာပတ်မသိလို့ဆိုပါတယ်ဖယားပြောတဲ့အယံတားဆိုတာကတစီတရေနိုင်ဘလူးနိုင်မွေနိုင်ငကားနိုင်ယံဤအတွက်ကာကွယ်နိုင်တဲ့မန္တန်တွေပဲဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ပဲ ပိကတ်ကျွမ်းကျင်တဲ့သာသနာအာဇာနည်တစ်ပါးဖြစ်တဲ့အရှင်ဇနကဘီးဝန်တောင်အခြေပြုတရာချန်းဏိဒံမှာဂါထာတီကုံခဲတဲ့နေရာမှာပုံကိုထည့်ပြီးဒီကုံခဲပါတယ်လေဒီဆရာတော်ဘုရားကြီးကလည်းယောဂန္ဒရဒီပနီချန်းစာမျက်နှာ48မှာလူတို့ကိုအုံဗုဒ္ဓံတရဏံစသောစာသားကိုကျွဲနွားဥဂျုံမှာရေးသားကြဖို့ညွန်ကြားထားပါတယ်အောင်းကိုးတံဂါထာကိုလည်းရုပ်ဖတ်တဲ့အကြောင်းလမ်းညွှန်ထားတာကိုတွေ့ရပါတယ်ဒီလောက်ဆိုရင် အုံဖွားဆိုတာ ဘယ်ကလာတယ်လဲသွားဟဆိုတာဘာလဲဆိုတာကိုတည်သွားကြားလောက်မယ်လို့ထင်ပါတယ်အဓိကကတော့မိမိတို့ရဲ့ကိုယ်ပိုင်ညာနဲ့ကောင်းဤမကောင်းဤတင်းဤမတင်းဤဆိုတာတွေကိုစဉ်းစားဆင်ခြင်ဖို့တာလိုအပ်ပါကြောင်းကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ